ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မြန်မာနိုင်ငံ၅လုံးငန်းဖွဲ့ချုပ်ရုံးကမှမနေ့ကကျင်းပတဲ့အဲ့ဒီဆွေးနွေးပွဲမှာပြုပြင်ပြောင်းလဲလမ်းကြောင်းမှာနိုင်ငံရေးကဏ္ဍတစ်ခုတည်းပြောင်းလဲလို့မရပဲအုတ်ချုပ်ရေးလူမှုရေးနဲ့စီးပွားရေးစတဲ့ကဏ္ဍပေါင်းစုံကပါပြုပြင်ပြောင်းလဲနိုင်ဖို့လိုအပ်တယ်လို့ပြည်ထောင်စုလွှတ်တော်နာရီကသူရဦးရှိန်မန်းကပြောခဲ့ပါတယ်။ဒါကြောင့်စီးပွားရေးပြုပြင်ပြောင်းလဲဖို့အတွက်အထောက်အကူဖြစ်စေဖို့ခုလိုစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွဲဆောင်ရတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဲလိုတွေးဆောင်ရပါမြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဝင်းစိန်ကပိုးကုံလုပ်ငန်းရှင်တွေလက်တွေ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုအခုလိုတင်ပြခဲ့ပါတယ်။ဒါကျွန်တော်တို့ရဲ့တောင်းတတွေလည်းဒီနေ့ရက်ဆက်လို့နေ့စဉ်ရက်ဆက်လို့သူတို့ခံစားနေရပါ။အဲ့တော့အဲ့ဒီဟာဘာလဲဆိုတော့ကျွန်တော်ရဲ့ကျွမ်းသားတွေကအရေးကြီးတဲ့ကတ်တပ်ကိုပစ္စည်းတွေမှာပါဝင်နေတဲ့အတွက်အဲ့တော့ကျွန်တော်ရဲ့ဒီဟိုတောင်းတတွေကပြိဿံရဲ့ animal movement ကိုလှုပ်ရှားသွားလာတဲ့ပြည် အားလုံးလည်းဟိုဘုနာပြောလို့ဒီသူတို့ရဲ့ဟလာဝေးပြထားတဲ့ဒီခိုင်တော်လေးတကောင်ဟလာအသက်ပြည့်လို့သူတို့ရောင်းမြင်တော်မှာပါသူတို့အနေနဲ့ဟိုဟလာစင်ငယ်စင်ငယ်ရဲ့ဟိုဌာနတွေရဲ့စာဖိမှုကြောင့်ဒီကနေ့ဟလာဟိုအားလုံးလည်းဟိုဒပိုင်းအဖြစ်အဲ့လိုမျိုးကျွန်တော်ရဲ့ population ကဟိုတောင်းတွေကဟလာဟိုဘယ်လိုဖြစ်လဲဆိုတော့ဝေးရမှာလည်းခက်ဝေးရမှာလည်းခက်တဲ့အချိန်ကြီးရောက်ရှိနေပါ ပြည်ပနိုင်ငံတွေကနေကျမ်းမာရေးနဲ့တင့်တော်မှုမရှိတဲ့တရားမဝင်စားတော့ကုန်တွေပြည်တွင်းကိုဝင်ရောက်နေတာနှစ်ပေါင်းများစွာရှိနေပြီဖြစ်ပါတယ်။အဲအရာတွေနဲ့ပတ်သက်လို့အရေးယူဖို့ဥပဒေတွေအာဏာချက်ရှိနေတဲ့အကြောင်းမြန်မာနိုင်ငံမွေးမြူလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဒေါက်တာလတ်လတ်သိန်းကအခုလိုထောက်ပြခဲ့ပါတယ်။ဟိုပုံလဲတဲ့နှစ်လောက်တော့မှဆိုလို့ရှိရင်ကျမတို့ဒီရန်ကုန်မြို့တွေကိုအဲထိုင်းနိုင်ငံကနေပြီးတော့ဒီလိုပဲအိတ်ခဲကျက်အများကိုရောက်ပါတယ်။ကျမကသက်ဆိုင်ရာဝန်ကြီးဌာနတိုင်းဒေသဝန်ကြီးများကို အကြောင်းကြားပြီးတော့ညှိနှိုင်းပြီးတဲ့အခါကျတော့ကျွန်မတို့ကတက်ရောင်းချတဲ့နေရာမှာလဲတွားရအခန်းကြီးပါဒါပေမဲ့ဥပဒေရှိတယ်အဲ့ဒီထဲမှာလဲကျွန်မတို့ကစီပေဥပဒေပဲရှိတယ်တကယ်တမ်းကျတော့ဒါကိုဘလို့အရေးယူရမယ်ဆိုတော့ဥပဒေရှိတဲ့အခါကျတော့ဒီလိုမျိုးကိစ္စလေးတွေရှိတဲ့အတွက်ကျွန်မအနေနဲ့ဒိသန်ဝိမိရေးဆိုင်ဥပဒေများကိုဒီနေ့ကျွန်မအတူထုံးပြီးတော့ဗောနော်ဟိုဥပဒေနှစ်ခု ဒီကဏ္ဍတစ်ခုအနေနဲ့ဖြစ်ပေါ်လို့တင့်နေဆိုတဲ့အကြံဉာဏ်လေးသင်ပြလိုပါတယ်ဒါအပြင်အလတ်စားနဲ့အသေးစားစီးပွားလုပ်ငန်းတွေထဲမှာပါဝင်တဲ့ငါးမွေမြူရီလုပ်ငန်းတွေအတွက်လည်းတိကျတဲ့ဥပဒေပြဋ္ဌာန်းပေးဖို့လိုတယ်လို့တက်ရောက်လာခဲ့ကြတဲ့ငါးမွေမြူရီလုပ်ငန်းရှင်တွေကတင်ပြတောင်းဆိုခဲ့ကြပါတယ်။ပြည်တွင်းလွတ်တော်နိုင်ကသူရဥရှိမန်ကလွတ်တော်စတင်ခဲ့တဲ့2021ခုနှစ်ကနေ2023ခုနှစ်အထိရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေကို ပြန်လဲသုံးသပ်ပြီးအားနည်းချက်တွေကိုဖြည့်ဆက်ပြင်ဆင်တော့မယ်လို့ဂရိပေးပြောကြားခဲ့ပါတယ်။တချို့တချို့ကိစ္စတွေမှာလည်းကျွန်တော်တို့လွတ်တော်တွေကပြတ်ထန်းလိုက်တဲ့ဥပဒေတွေဟာအားလုံးမှန်ပြီးအားလုံးကောင်းပြီလို့ယူဆထားပါမယ်ဟုတ်။ဒါမှမဟုတ်ဤသူတွေကလည်းဒါနဲ့ပတ်သက်လို့ဒီဥပဒေကတော့ဒီလိုရှိတယ်ဆိုတာဤသူတွေအမြင်ဘက်ကလည်းပြောလို့ရတယ်။မနေ့ကရှင်းနေရှင်းအောင်များတဲ့အစီအစဉ်မှာလည်းကျွန်တော်တို့မြစ်တရရခင်ပါပြောပါထောက်ပြကျွန်တော်ပြုပြင်ဖို့ဝင်မလို့ ဒါအပြင်မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့1948ခုနှစ်ကနေပြီးခဲ့တဲ့2010ခုနှစ်အထိအစိုးရအဆက်ဆက်ရဲ့ဆောင်မုတ်တွေအမျိုးမျိုးချမှတ်ခဲ့ပေမဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တာကိုသင်ကန်းသာရယူဆောင်ရွက်ဖို့လိုတယ်လို့လည်းသူရဦးရှိမန်းကဆက်ပြောပါတယ်။ဒီဆွေးနွေးပွဲကိုတက်ရောက်လာခဲ့တဲ့မြန်မာနိုင်ငံငါးလုံးငါးဖွဲ့ချုပ်မှအထွေထွေအတွင်းရေးမှူးဦးဝင်းကျန်ရတော့မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်တွေပေါ်အစိုးရဘက်ကငွေချေးပေးတဲ့ထောက်ပံ့မှုတွေမှာလည်းနိုင်ငံတကာအစိုးရရဲ့လှုပ်ထုံးလှုပ်နှီးတွေနဲ့အညီ ထောက်ပံ့ပေးဖို့လိုတယ်လို့အခုလိုတင်ပြတောင်းဆိုခဲ့ပါတယ်။နောက်အတွုံးလုံးပဲကြီးပြန်တော့လေကျွန်တော်တို့ကဒီအတွုံးလုံးကကြီးနေတဲ့သဘောရှိပါတယ်။ဒီနိုင်ငံတကာကျွန်တော်တို့နဲ့ဒီနိုင်ငံတကာအဆင့်ပြောပါလေကျွန်တော်တို့နဲ့အိန္ဒိယဖြစ်နေတဲ့ဒီအာဆီယံဘွဲ့ဝင်နိုင်ငံများထဲမှာတော့ကျွန်တော်တို့ရဲ့ပန်းချင်းကားတဲ့စနစ်ကဒီအတွုံးလုံးမြန်မာနေတဲ့သဘောကြောင့်ကျွန်တော်တို့ကရှင်ပြိုင်ထိုးလို့မှုနဲ့ဒီခွက်ထဲမှာပြန်ပြီးတော့ရောင်းအောင်မယ်ဆိုပြောလို့ရှိရင်ကျွန်တော်တို့အတွက်ဘလို့မှပြန်နိုင်တဲ့အခြေအနေဖြစ်ပါဘူး။ဒီအတွုံးလုံးစနစ်ကလည်းကျွန်တော်တို့ဒေတာရင်းနိုင်ငံတွေထဲမှာကျွန်တော်တို့ ဒီဓာတ်လူဒီရှိတဲ့တွန်းလုံးစနစ်ဖြစ်ဖို့လိုအပ်ပဲသူပြင်ကြလို့ပါတွဲဆောင်စနေဘက်ကိုပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်သားနဲ့လွတ်တော်ရေးရာတာဝန်ရှိသူတွေရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်စွေနဲ့အစိုးရအဖွဲ့တာဝန်ရှိသူတွေစီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ